အားလုံးပဲမင်္ဂလာပါဆရာမတော့တာတော့စတာပိုင်းစိုးတည်ရဲ့ဆရာမလေးစိုးတည်ပြီပဲဖြစ်ပါတယ်ဆရာမကအခုတနင်္ဂနွေသားသမီးရဲ့ဆက်တလာပိုင်းကစမနမိတ်နဲ့ပြုလုပ်တဲ့အကောင်းဆုံးရေတရားပါပြပြပေးတော့မှာဖြစ်လို့ဒီဗီဒီယိုစုံတဲ့ဒီကြည့်ပေးတော့ကြပါအောင်နော် စတလပိုင်းမှာတနင်္ဂနွေသားသမီးတွေရဲ့ကံအခြေအနေကအញ្ញံဖက်ကိုရောက်နေတာဖြစ်တဲ့အတွက်အစအစအရာရာမှာကိုဘာပဲလုပ်လို့ပေါ့နော်အခြေအနေရေးစီးပွားရေးကျမကြီးငွေကြေးနဲ့ပတ်သက်ပြီးတော့ကိုဘာပဲလုပ်လို့အဲတတိလေးထားရင်တော့ပို့ပြီးတော့အဆင်ပြေမဲ့လားဖြစ်ပါတယ် ခြေမှာဆိုလို့ရှိရင် relationship အနေနဲ့ပေါ့နော်ဟိုလက်ရှိအခြေအနေမှာအဲရှေ့ရမလားဒါမှမဟုတ်နောက်ဆုတ်ရမလားရှေ့တူရမလားပေါ့နော်အဲဒီလိုဆုံးဖြတ်ရခက်တဲ့ကိစ္စလေးလည်းပေါ်လာနိုင်တယ်အဲတချို့တွေကြတော့လေဒီနေရာမှာလည်းရက်တက်ပြီးတော့မှအစ်စ်ပြန်လဲစတင်တဲ့ relationship မျိုးလေးကိုလည်းဒီမှာမြင်ရပါတယ်လက်ရှိအခြေအနေမှာပေါ့နော်တခါလေးကြားလို့ရှင်လဲ AACC ရင်းရင်တက်တက်လေးရှိနေပြီးတော့ပေါ့နော်တခါလေးကြားလို့ရှင်လဲဘလူးဆိုင်းတီးရတဲ့ကိစ္စလေးလည်းပေါ်လာနိုင်ပါတယ် single လေးအနေနဲ့ကြတော့လေကိုတစ်ချိန်ကကြည့်မရခဲ့တဲ့လူအမြင်မကြည့်ခဲ့တဲ့လူပေါ့နော်အမြင်ကတ်တဲ့လူနဲ့အဲခုကာလအတွင်းမှာအမြင်နေကြီးလင်လာပြီးတော့လက်တွေသွားမယ်ဆိုတဲ့ပုံစံမျိုးလေးလည်းတွေ့ရပါတယ်အိမ်အောင်ကြီးမှာဆိုလို့ရှိရင်လည်းပေါ့နော်အိမ်အောင်တဲ့ဒီအနေနဲ့ကိုအရင်လာပဲဖြစ်ဖြစ်ပေါ့နော်အဲကံမကောင်းခဲ့တဲ့ဟာလေးတွေမပျော်ရွှင်ရတဲ့ကိစ္စရက်လေးတွေမှာဒီ၁၇လပိုင်းမှာအဲအိမ်အောင်ကြီးတာယာပျော်ရွှင်မှုလေးတွေ ရရှိမယ်ပို့ပြီးတော့ကံကောင်းလာမယ်ဆိုတဲ့အနေအထားမျိုးလေးတွေ့ရပါတယ်အိမ်တိုင်းနဲ့ပတ်သက်ပြီးတော့မှဝမ်းသာစရာကိစ္စရလေးတွေပျော်စရာသတင်းကောင်းလေးတွေလည်းကြားတတ်ပါတယ်ကျမ်းမိုင်မှာဆိုလို့ရှိရင်ရာဒီကိုပြောင်းချောက်ဖြစ်တတ်တဲ့နာစီချောင်းဆိုးတာလေးတွေဖျားနာတာလေးတွေပေါ့နော်ပြီးတော့အပူများတတ်တဲ့လူတွေဆိုလို့ရှိရင်အပူကြီးတတ်တာပေါ့နော်အဲအပူနဲ့ပတ်သက်တာလေးအပူဖူးပေါက်တာမျိုးလေးတွေအဲအဆက်တိအစားများပြီးတော့အပူကန်တာမျိုးလေးတွေအပူငုတ်ပြီးတော့ အပူကန်နာမျိုးလေးတွေပေါ့နော်အဲပူเจ้าမို့လို့သွားနာတာသွားကြိုက်တာလေးလည်းဖြစ်တတ်ပါတယ်အလုံးခိုင်နဲ့ငွေကြေးမှဆိုလို့ရှိရင်ပေါ့နော်လက်ရှိအလုပ်တွေကိုရက်တန့်ပြစ်လိုက်ပြီးတော့အစ်စ်ပြန်လဲစတင်တာမျိုးလေးတွေလည်းဖြစ်တတ်တယ်အဲပြီးကြရင်ကိုလက်ရှိအလုပ်မှာပေါ့နော်မပျော်ရွှင်တာမျိုးလေးတွေအဲဝန်ထမ်းမဲ့ဖြစ်ဖြစ်ပေါ့နော်ကိုပိုင်အလုပ်လုပ်နေတဲ့လူပဲဖြစ်ဖြစ်လက်ရှိအလုပ်မှာအဲစိတ်ပူစီမှုများနေတာလေးတွေမပျော်ရွှင်ရတာလေးတွေအဲ ပရက်ရှာများနေတာမျိုးလေးတွေပေါ့နော်ဒါလေးကြုံရနိုင်တယ်အလောက်ကိုင်းမှာဆိုလို့ရှိရင်လည်းပေါ့နော်အဲအလောက်ကိုင်းအခွင့်လန်းတစ်တေးပေါ်လာနိုင်တဲ့ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ် ကိုအခွင့်အရေးပေးလာတာမျိုးလေးတွေပေါ့နော်ဝန်ထမ်းတွေဆိုလို့ရှင်လဲကိုအထက်လူကြီးရာကိုရာထူးတိုးပေးရာမျိုးလေးတွေအဲဒါမှမဟုတ်လို့ရှင်ရင်ကိုအတွက်အကျိုးဖြစ်မဲ့ပေါ့နော်အလောက်ကင်ခွင့်လန်းလေးတွေအဲပေးတာမျိုးလေးတွေလဲကြုံရနိုင်နေပေါ့နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့မှတတိထာမဲကာလာပေါ့နော်အဲငွေလိန်ခံရတတ်တယ်ပေါ့နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့လက်မလွယ်ဘူးပေါ့နော်အဲမချီးငားဖို့လဲတတိထာမှာပဲဖြစ်ပါတယ် ဒီလမှာတနင်္ဂနွေသားသမီးတွေရဲ့အချိုးပေးတဲ့အရောင်ကအဖြူနဲ့အပြာပဲဖြစ်ပါတယ်။အချိုးပေးတဲ့ကဏ္ဍက189ဖြစ်ပါတယ်။တနင်္ဂနွေသားသမီးတွေရဲ့17လပိုင်းမှာပြုလုပ်တဲ့အကောင်းဆုံးရေဒီယာကတော့မြတ်စွာဘုရားရှင်ကိုအဖြူရောင်ပန်းတို့မဟုတ်အဝါရောင်ပန်း၈ပွင့်ကတ်လူရမှာပဲဖြစ်ပါတယ်။ ဆီယမလေးရဲ့အကောင့်ကို like and follow မလုပ်ရသေးလဲ like and follow လုပ်ပြီးခဲ့ပါအောင်နော်ဆီယမလေးစီမှာတားတော့မေးချင်တာပဲဖြစ်ဖြစ်အဲ zodiac ဖြောင်းနိုင်လေးတွေမိုက်ဝချင်တာပဲဖြစ်ဖြစ်ခုပြထားတဲ့ page နဲ့ viber နံပါတ်မှာလာပြီးတော့ဆက်သွင်းနိုင်ပါတယ်